စင်ပြည့်တပ်ပေါ်မင်္ဂလာပါနိုဝင်ဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့ထိခုနှစ်တော်တိုင်းမြောက်အတွက်တစ်ပတ်အတွင်းလုပ်ငန်းဆောင်တော်များနဲ့ကောင်းချီးဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုဘားဆရာကြီးဒေါက်တာမင်းသိန်ခိုင်ညစ်စနစ်အတိုင်းကျွန်တော်ဆရာသိန်းနိုင်ဆိုမှတဲရောပြင်းသေးစိတ်တွက်စစ်ပြီးထားပါသည်တနင်္ဂနွေတာသမီများဒီရက်တွေအတွင်းမှာရည်ရွယ်ထားသမျှရဲရဲသာလုပ်ပါတင်တို့တွေအောင်မြင်မှုတွေကဆောင်းလန်းနေပါလိမ့်မယ်အဆက်အသွယ်ကောင်းအကူအညီကောင်းတွေလည်းပေါ်လာပါလိမ့်မယ်ငွေချင်းနဲ့ပတ်သက်ပြီးကံကောင်းမဲ့ခြင်းဖြစ်ပါတယ် ရင်းနှီးမြှုပ်နှံရမယ့်ကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။အလိုတန်ဆွေမျိုးတွေကိုထောက်ပံ့ရတာမျိုးကြုံရပါလိမ့်မယ်။နေရာထိုင်ခင်းနဲ့ပတ်သက်လို့အနည်းငယ်စဉ်းကျင်ရပါလိမ့်မယ်။ဒါပေမဲ့ထင်သားရတဲ့ပုံပြီးအဆင်ပြေသွားပါလိမ့်မယ်။မိသားစုတွင်မှလည်းရှင်းရခက်တဲ့ပြဿနာတွေရှုပ်နေတတ်ပါတယ်။ခီးတူတွေမကြခဏတွားရတတ်ပါတယ်။ဒီလိုရမျိုးမှာဆက်တူရှယ်ယာလုပ်ငန်းမျိုးရှိရင်တော့အဆင်မပြေမှုတွေများတတ်ပါတယ်။အခြေရေးအိမ်တော်ကြီးမှာအနည်းငယ်စဉ်းကျင်စရာမျိုးကြုံရပါလိမ့်မယ်။ကျန်းမာရေးအနေနဲ့ကတော့စီးမျက်စိတွားသွေးဒုက္ခပီးတတ်ပါတယ်။ ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့တစ်ကနန်းခုနှစ်ကနန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်ဖျားတဆူဆူရဲ့တင်းတင်းလာတော့မှငွေဒီကိုလက်လှူဒန်းပြီးလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ရဲ့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။တင်းတင်းလာသားမီးများဒီရက်တွေအတွင်းမှာစကားများဖြစ်ရှင်းရတာမျိုးသူတစ်ပါးရဲ့ခြေရဲ့အိမ်တော်ကြီးမှာကြားရတာမျိုးကြုံရတတ်ပါတယ်။ အောက်လဲငယ်သားတို့အတွက်ဆိတ်ရှုပ်ကောင်းစားစရာများကြုံရတတ်ပါတယ်။အဖိုးတင်ပစ္စည်းဆုံးရှုံးပစ္စည်းမှုတွေငွေပြောင်းမှုတွေနင်းနာတာမျိုးတွေလည်းကြုံရတတ်ပါတယ်။မိမိရဲ့ပြဿနာကြီးတစ်ခုကိုမျက်မှန်ပါတဲ့လူကြီးကဖြေရှင်းပါလိမ့်မယ်။ဘာသာရေးတင်နန်းပညာရေးကိစ္စတွေမှာအလွဲချော်များနေပါလိမ့်မယ်။အလုံးမှာထူးခြားပြီးအောင်မြင်မှုတွေတိုးတက်မှုတွေကြုံရပါလိမ့်မယ်။ငွေအတွက်ခီးသွားရတတ်ပါတယ်။အိမ်အဆောက်အဦးကိစ္စများစိတ်သဘောထားကွဲလဲစရာတွေကြုံရတတ်ပါတယ်။အခြေရေးအိမ်တော်ကြီးမှာအမတန်စိတ်ကြမ်းသာစရာကြုံရပါလိမ့်မယ်။ ကျမ်းမာရေးအနေနဲ့ကတော့သွားသွေးဒုက္ခပေးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ခဏန်းတွေကတော့နှစ်ခဏန်း၅ခဏန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်အာလူလေးလုံးပေါ်မှာအဲ့နဲ့မိမိအမိကိုရေးပြီးငါတန်နေခံဆိုပြီးလမ်းမှာပြစ်လိုက်ပါ။မေဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ အင်္ဂါတောင်မြင်းများဒီရက်ဒီအတွင်းမှာကံလွန်ကောင်းနေပါတယ်။ကိုယ်လည်းချမ်းသာစိတ်လည်းချမ်းသာတဲ့ကိမျိုးတွေရောက်နေပါတယ်။ဖျားဘူးခီပြည်တွင်းပြည်ပခီကောင်းတွေကျုံမဲ့ခြင်းဖြစ်ပါတယ်။အလူပဲမင်္ဂလာပွဲတွေလည်းကျုံရတတ်ပါတယ်။ပညာရေးကိစ္စ၊တင်နန်းကိစ္စ၊ရတနာပစ္စည်းကိစ္စ၊အောက်လက်ငယ်သားကိစ္စတွေမှာတော့အဆင်မပြေဖြစ်တတ်ပါတယ်။ထဲဒီဖနဲ့လျှက်စစ်ပစ္စည်းတွေထွက်တာပြတ်တာများနေပါလိမ့်မယ်။ငယ်ရွယ်သူများဖို့အခြေရေးမှာမတင်မကျဖြစ်ပြီးနောက်အဆင်ပြေသွားပါလိမ့်မယ်။အင်းတော်ရှင်များစိတ်ချမ်းသာမယ့်ကာလလေးဖြစ်ပါတယ်။ ကျမ်းမာရေးအနေနဲ့ကတော့အကျော်အစစ်အစာမစေးမသတိထားဖို့လိုပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ခန်းတွေကတော့၃ခန်း၅ခန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်အပေါင်းအသင်းတွေကိုစမှုစာအဝါကျွေးရင်းလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ဗုဒ္ဓဟူးသားများဒီရက်တွေအတွင်းမှာငွေထူးရှင်နေပါလိမ့်မယ်။ ပြည်တွင်းခရီးတွေလည်းတွားရတတ်ပါတယ်။အင်အဆောက်အဦကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။မရင်းဆရာရင်းတွေနဲ့အစမပြေလမ်းခွဲရတာမျိုးတော့ကြုံရတတ်ပါတယ်။အင်တော်ရှင်များဖို့အစမပြေမှုတွေများနေပြီးချစ်သူကြီးသားများတွေကတော့ကြည်နူးချမ်းမြေ့ပေါ်ရသတင်းကောင်းတွေကြားတတ်တဲ့ကိမျိုးဖြစ်ပါတယ်။ကျမ်းမာရေးနေနဲ့ကတော့အာယုံကျော်လေဝမ်းစီမျက်စိယူဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကန့်ကောင်းစီတဲ့ကနန်းတွေကတော့ တုံညာကနန်ကိုကနန်ပဲဖြစ်ပါတယ်။ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်နန်းကြီးတို့နှစ်ပွဲကိုဖះမလူရင်လူရစု တောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ကြာတော်ပြီတောင်းပြင်းများတရက်တွေအတွင်းမှာကံလွန်ကောင်းနေပါလေ။မိန်ရောဆွေဟောင်းလို့ဖို့ကံဖဲ့ဟောင်းတွေနဲ့ပြန်လဲစုံစည်းရတတ်ပါလေ။ငွေလဲလွန်ရွှင်ပါလိမ့်မယ်။ လက်အောက်ငယ်သားတွေရဲ့သတင်းကောင်းလေးကြားရတတ်ပါတယ်။ရဲနာပစ္စည်း၊ရွှေ၊ငွေ၊ကြောက်၊ကားကွန်ပျူတာ၊အလှကုန်၊လျှက်စပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။ပြည်တွင်းမှာဖြစ်ဖြစ်ပြပပဲဖြစ်ဖြစ်ခီးကိစ္စတွေလွဲချော်နေပါလိမ့်မယ်။ငယ်ရွယ်သူများဖို့အခြေရေးမှာပြုံးမဆင်ရမယ့်ကိစ္စမျိုးဖြစ်ပါတယ်။ အိမ်တော်ရှင်များအတွက်တော့တကြက်ကြက်ဖြစ်ရတတ်တဲ့ကိမျိုးဖြစ်နေပါတယ်။ကျမ်းမာရေးနေကတော့သွားသွေးစီအစာအိမ်ဒုက္ခပီးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကနန်းတွေကတော့နှစ်ကနန်းလေးကနန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်ဖျားတဆူဆူရဲ့ဗဒူးတောက်မှာချက်ရှာရောင်စုံ24လက်လှူဒန်းပြီးလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ တောက်ကြတောင်းမြများဒီရက်တွေအတွင်းမှာလုံသမျကင်သမျကျုံသမျလွဲချော်နေတတ်ပါတယ်လုပ်ငန်းတွေအဆင်ပြေမလိုလိုနဲ့မပြေဘဲဖြစ်နေပါလိမ့်မယ်လုပ်ပေါ်ကိုက်ဘဲတွေနဲ့စိတ်သဘောထားမတိုက်ဆိုင်ဖြစ်ပြီးလုပ်ငန်းပြောင်းချိန်စိတ်ပေါ်နေပါလိမ့်မယ်မပြောင်းတင်သေးပါဘူးမဖြစ်စလောက်ကိစ္စလေးတွေကိုစပြီးပြဿနာတွေဖြစ်တတ်တဲ့အချိန်ဖြစ်ပါတယ်ဒီအချိန်မှာနိုင်ငံသားလူမျိုးချင်းနဲ့ပတ်သက်တဲ့အလုပ်တွေအကျိုးရှိနိုင်ပါတယ်စနေသားသမီးရဲ့အကူအညီတွေလည်းရတတ်ပါတယ် အခြေရေးအိမ်တော်ကြီးမှာအဖို့တက်ကလေးတွေရှိနေရင်ပြည်လေသွားပါလိမ့်မယ်။ကျမ်းမာရေးအနေနဲ့ကတော့သွားသွေးဒုက္ခပေးတတ်ပါလိမ့်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ခုနှစ်ကဏ္ဍနှစ်ကဏ္ဍပဲဖြစ်ပါလိမ့်။ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဖို့အတွက်ဖျားတဆုဆူရဲ့စနေတော့မှာထိပြုစနက်လက်လှူဒန်းပြီးလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ စနေသားမျိုးများဒီရက်တွေအတွင်းမှာပြဿနာတွေတစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်။ပစ္စည်းအဝယ်မှားတာ၊ရောင်းမှားတာတွေလည်းကြုံရတတ်ပါတယ်။အလုံမှာအပြိုင်ဆိုင်နောက်ဆက်တွေတားပေါနေပါလိမ့်မယ်။မီးလျက်စစ်ပူလောင်၊ရေချိုးမှားတဲ့စတဲ့အန်ဒီရီလည်းကြုံရတတ်ပါတယ်။အိုးအိမ်နေရာထိုင်ခင်းအလုံနေရာကိစ္စတွေမှာတော့အဆင်ပြေအောင်မြင်သွားပါလိမ့်မယ်။မထင်မပေးတင်နန်းကိစ္စအင်တာဗျူးကိစ္စဖျားဘူးကိစ္စတွေပေါ်လာပါလိမ့်မယ်အခြေရေးအင်တော်ကြီးမှာတော့အမျိုးသမီးကြီးတူကကူညီပါလိမ့်မယ်ကျမ်းမာရေးနေနဲ့ကတော့ လက်ရှိဖြစ်ပေါ်နေသောယောဂဝိညာဉ်များမကြခင်မှာပျောက်ကင်းသွားပါလိမ့်မယ်။ ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့တစ်ကနန်းသုံးညကနန်းပဲဖြစ်ပါလေ။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစီဖို့အတွက်အရဟံဂုံတော်ကိုပရိကိုဘတ်အဋိဌံနဲ့စိတ်လိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ခொနေသားသည့်ပရိသတ်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဘာဆရာကြီးဒေါက်တာမင်းတင်ခိုင်တပင်းဖြစ်သောကျွန်ုပ်ဆရာသိန်းထိုက်ဆိုးမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်။